ခင်မွန်တဲ့ကဖားခဲ့မှာကြောက်အောင်ကလောပန်းလောင်းဖြစ်သွားလို့ခိုင်နေဝေးကိုနှုတ်ဆက်ကထွက်သွားပြီဖြစ်တဲ့မက်ခင်မြတ်သူတို့တောင်းမိပရိသတ်များအလုံးမဲမိင်္ဂလာပါရှင်အေဂရစ်ဒိုင်ယာရီကနေပြလဲကြိုဆိုလိုက်ပါတယ်လူဘဝဆိုတာမိုးရေလေးရေလိုပဲအမြဲတမ်းပြောင်းလဲနေတတ်ပါရဲ့နော်ဒီနေ့မှာတော့ဆင်းရဲဒုက္ခပင်လယ်ဝင်နေတဲ့သူတယောက်ကမနေ့ပြန်မှနေချင်းညာချင်းတတိဖြစ်သွားနိုင်တယ်လို့ပါပဲဒီနေ့ကျွန်မပြောပြမယ့်ဇာတ်လမ်းကတော့ဒီစကားကိုသက်သေပြနေရဲ့ဖြစ်ရမှန်လေးတစ်ခုပါ လွန်ခဲ့တဲ့အချိန်တုန်းကခိုးလုံရနေရမရှိလို့မတန်စွမ်းသမီးလေးကိုစွန့်ပြစ်ရတော့မယ့်အခြေအနေထိရောက်ခဲ့လို့ပရိုက်တာမိခင်ကြီးခန်းနေဝေစီမှာခိုးလုံခဲ့ရတဲ့မခင်မြတ်သူတို့တာမိကတော့သူတို့ရဲ့ဘဝမှာရုပ်ရှင်ဆန်ဆန်ပြောင်းလဲသွားခဲ့ပြီးလောပန်လောင်းကြော်ဘဝကိုရောက်ရှိသွားကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ ပိတ်သက်ကြီးတို့မှတ်မိကြအောင်မယ်လို့ထင်ပါတယ်။အစောပိုင်းမှာတော့မခင်မြတ်သူတယောက်လောကရန်ကိုမခံနိုင်တော့လို့သူရဲ့အော်ဒါဇင်သမီးငယ်လေးကိုစွန့်ပစ်တော့မယ်ဆိုပြီးအင်တာဗျူးတွေမှာဖြေခဲ့တဲ့အတွက်အွန်လိုင်းပေါ်မှာဝေဖန်မှုတွေအကြီးကျယ်ရခဲ့ပါတယ်။လူတော်တော်များများကသူ့ကိုမိခင်စိတ်မရှိတဲ့မိခင်ဆိုပြီးတော့ပြင်းပြင်းထန်ထန်နဲ့တိုက်ခိုက်ခဲ့ကြတာပါ။ ဒါပေမဲ့အဲ့ဒီဝေဖန်မှုတွေရဲ့နောက်ကွယ်မှာသူရင်ဆိုင်နေရတဲ့ဒုက္ခတွေကိုတော့လူတွေမသိခဲ့ကြပါဘူး။တကယ်တော့မခင်ပြသူဟာဖားကတ်မှာတာဝန်မယူအနိုင်ကျင့်တတ်တဲ့ခင်မုန်းတဲ့ရဲ့နှိမ့်ဆက်မှုကိုမခံနိုင်လို့မတန်ဆွမ်းသမီးလေးကိုလက်ဆွဲပြီးတော့ရန်ကုန်ကိုထွက်ပြေးလာခဲ့ရပါတယ်။ဒီအကြောင်းတွေကိုသိရှိခဲ့တဲ့ပရိုက်တာမိခင်ကြီးခိုင်နေဝေဟာသူတို့သားမိကိုသူ့ရဲ့အရေးအောက်မှာလုံခြုံစွာခေါ်ယူဆောင်ရှောက်ခဲ့ပြီးတော့ကယ်တင်ခဲ့ပါတယ်။ အမောင်ဆုံးချိန်မှာအလင်းရောင်ကိုတွေ့ရတယ်ဆိုတယ်လို့ပါပဲ။ခိုင်နှင်းဝင်ရဲ့ခေယားမှာခိုးလုံနေခြင်းမှာပဲမခင်မြတ်သူတို့တားမိအတွက်မထမထားတဲ့အပြောင်းလဲကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့ဖားခဲမှာကြံခဲ့တဲ့သူ့ရဲ့ခင်မွန်းတဲ့ဟာကြောက်အောင်သွားခဲ့တာပါပဲ။ဟုတ်ပါတယ်။သူဟာတန်ဖိုးကြီးကြောက်စင်းကိုဒူးပေါ်ရရှိခဲ့ပြီးတော့လောပန်းလောင်းတယောက်ဖြစ်သွားခဲ့ပါပြီ။ငွေကြေးချမ်းသာမှုနဲ့အတူလူတယောက်ရဲ့စိတ်ဓာတ်ကလည်းပြောင်းလဲသွားပုံရပါတယ်။သူ့ရဲ့ခင်မွန်းတဲ့ဟာမခင်မြတ်သူစီကိုဆက်သွယ်လာခဲ့ပြီးတော့ အတိတ်ကသူ့ရဲ့အမားတွေအတွက်တောင်းပန်ခဲ့ပါတယ်။နောက်ပြီးတော့သူတို့သားမီးကိုပြန်လည်ခေါ်ယူပြီးတော့တောင်းဝင်ယူဆောင်ရှောက်ခြင်းကြောင့်ပြောဆိုခဲ့ရပါ။ဒီလိုနဲ့ပဲတချိန်ကဒုက္ခပင်လယ်ဝေခဲ့ရတဲ့မခင်မြတ်သူတို့သားမီးကအခုချိန်မှာတော့ဘဝတိတ်ကိုပြန်လည်စတင်ဖို့အတွက်သူတို့ကိုကဲတင်ဆောင်ရှောက်ခဲ့တဲ့ခိုင်နှင်းဝေကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။မခင်မြတ်သူကသူတို့သားမီးအတွက်အမောင်မိုင်ဆုံးချိန်မှာခဏတာခိုလုံခွင့်ပေးခဲ့တယ်။မမခိုင်ကိုတသက်လုံးကျေးဇူးတင်မဆုံးမဘူးဆိုပြီးတော့မျက်ရည်တွေနဲ့ပြောကြားသွားခဲ့ပါတယ်။ပရိုက်တာမီးက င်ကြီးခိုင်နေဝေကလည်းသူ့ရဲ့လက်နဲ့ကဲတင်ဆောင်ရှောက်ခဲ့တယ်။တာမီနှစ်ယောက်ဘဝသင်းမှာအဆင်ပြေသွားတာကိုမြင်ရတဲ့အတွက်ဝမ်းနည်းမနေပဲကြီးနူးပီတီဖြစ်နေခဲ့ပါတယ်။ကလေးလေးရဲ့ကံတရားကြောင့်ပါပဲဘဝသင်းမှာအဆက်ဆက်ရရအဆင်ပြေပါစေလို့ဆုတောင်းပေးခဲ့ပါတယ်။ဒီဇလန်လေးကကျမတို့ကိုသင်ယန်းစာတစ်ခုပေးပါတယ်။လူတယောက်ရဲ့လက်ရှိအခြေအနေကိုကြည့်ပြီးတော့အပေါ်ရန်မဝေဖန်မိဖို့ပါ။ဒုက္ခရောက်နေချိန်မှာကုညီရဲ့လက်တစုံဟာဘလောက်တန်ဖိုးရှိလဲဆိုတာနဲ့ကန်တရားရဲ့အလဲပြောင်းကဘလောက်စမ်းကြယ်လဲဆိုတာကိုဒီဖြစ်ရကသက်သေပြနေပါရဲ့ ကဲပရိသတ်ကြီးတို့ရောဒီလိုရုပ်ရှင်ဆက်ဆက်ပြောင်းလဲသွားခဲ့တဲ့မခင်မြတ်သူတို့သားမီးရဲ့ဘဝပေါ်မှာဘယ်လိုမြင်ကြပါသလဲသူတို့ရဲ့နာဂတ်အတွက်စူတောင်းစကားလေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်